အားလုံးမင်္ဂလာပါ Marsha Academy Channel နေပိတ်တာအားလုံးကျိုးစိုးပါတယ်ခင်ဗျာကျွန်တော်တို့ Marsha Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marsha Lokao ကိုစနေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြင့်တက်ခံနေပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာကတော့ ကျွန်တော်တို့ချင်းဖိုက်တာလေးဂျော်ရှွာပဲ UFC 323ပြိုင်ပွဲမှာထိုးသက်မဲ့ချန်ပီယံလူပွဲနဲ့ပတ်သက်ပြီးပြောကြရပါဒီနေ့မနေ့က UFC က UFC Fight ပြိုင်ပွဲကိုကျင်းပသွားတယ်အဲ့ဒီပွဲမှာဆိုရင်ဂျော်ရှွာပဲလေဂျင်ဘော့ဖိုက်တာဖြစ်တဲ့မိုက်ကယ်အစွဲကရင်ဆိုင်ထိုးသက်ခဲ့တယ်သူကပြိုင်ပွဲကိုပထမအချိန်မှာပဲအလဲထိုးနဲ့အနိုင်ရသွားတယ်အဲ့ဒီပွဲပြီးအော်ဒဂန်အင်တာဗျူးမှာအဲ့ဒီဖိုက်တာကဘာပြောသွားလဲဆိုတော့ သူကလည်း UFC 323ပြန်မမှာပွဲထိုးခြင်းလေ။ဘာကြောင့်လဲဆိုတော့အဲ့ဒီပြန်မမှာသူ့ရဲ့လေ့ကျင့်ကုန်ပေါ့လေ့ကျင့်မတငယ်ချင်း fighter Joshua Van က Alexandre Pantoja နဲ့ခပတ်လူပွဲထိုးရမယ်။ဒါကြောင့်မလို့သူလည်းအဲ့ဒီပြန်မမှာပါဝင်ပြီးပွဲထိုးခြင်းလေဆိုပြီးပြောသွားတယ်။ဒါကြောင့်မလို့အခင်းချင်းကတော့ Joshua Van နဲ့ Pantoja တို့ရဲ့ပွဲကအဲ့ဒီပွဲမှာပါဝင်လာမယ်ဆိုတော့တေချာသလောက်ရှိနေပြီ။ promotion ဘက်ကတော့လက်ရှိချိန်မှာအထိတည်ဝင်ပြောကြားခြင်းမရှိပေမဲ့ ဂျောရှွာဝန်နဲ့နီးစပ်တဲ့အတိုင်းဝိုင်းတွေအကုန်လုံးကလည်းဒါကိုအတီးပြုတ်ထားတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးကဂျောရှွာဝန်ရဲ့ဘွယ်ကအဲ့ဒီပြိုင်ပွဲမှာပါဝင်လာမယ်ဆိုတာ official အတီးပြုတ်လို့ရပြီလို့ကျွန်တော်ကတော့မြင်ပါတယ်။မကြခင်မှာလည်း promotion ကဒီပွဲကြောင့်ချပြလာဖို့ရှိတယ်။ဒါကြောင့်မလို့ဆက်ပြီးစောင့်ကြည့်ကြမယ်။လက်ရှိမှာတော့ဂျောရှွာဘန်ကလည်း training တွေကိုအသေးအံလုပ်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရတယ်။ပြိုင်ပွဲချင်းပဖို့ကတလားကြော်ကြော်လေးပဲလိုတော့တယ်။ဒါကြောင့်မလို့ တော်တော်ကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားဖြစ်နေပြီပွဲကလည်းတော်တော်လေးကိုချမ်းမဲ့ပွဲဖြစ်လိမ့်မယ်ကျွန်တော်တို့ဖိုက်တာလေးအတွက် တကယ်ကိုအခွင့်အလမ်းကောင်းများစွာပိုင်ဆိုင်နိုင်မယ့်ပွဲပေါ့ဗျာဒီပွဲမှာသာနိုင်ဂျော့ရှွာဘန်ကတကယ်ကိုပထမဆုံးဆိုတဲ့ဂုံပုတ်တွေအများကြီးကိုပိုင်ဆိုင်နိုင်မယ့်အခွင့်အလမ်းတွေအများကြီးရှိတယ်ဒါကြောင့်မလို့အားပေးကြမယ်ဒါကတော့ဒီနေ့မနက်ကထွက်လာတဲ့သတင်းတပုတ်ပေါ့နော်မိုက်ကယ်အစွဲကိုရန်ကပြောသွားတဲ့ဂျော့ရှွာဘန်ရဲ့ပွဲကိုပြောသွားတဲ့အကြောင်းလေးကိုကျွန်တော်ကပြည့်သက်တည်တည်အောင်ဝေမျှပေးတာပါ UFC က official ထပ်ပြလာတဲ့အချိန်တိုင်းလဲထပ်ပြီးတော့မှ content တပုတ်အနေနဲ့ထပ်ပြီးတင်ဆက်ပေးပါဦးမယ်။ဒီနေ့ကလည်းကျွန်တော်ကတင်ဆက်ပေးထားတယ်။ဘာလဲဆိုတော့ Joshua Van ကိုစင်ခေါ်စကားတွေဆိုလာပြီးတော့မှခနဲ့တည်းပြောသွားတဲ့ Alexander Pantoja ရဲ့အကြောင်းပေါ့နော်။အဲ့ဒီ video မှာဆိုလဲကျွန်တော် တင်ဆက်ပေးသားပါ Alexander Pantoja က Joshua Van ကိုပြောသွားတဲ့စကားလေးပေါ့။အားလုံးက Van ကိုနှစ်ဖျားတစ်ပါးလို့ပဲထင်နေကြတယ်။ဒါမဲ့ငါတို့ကတော့ကိစ္စမရှိဘူး။ဒီကောင်ကို ACC အနိုင်လေးရတယ်တန်စကာဝိုင်းနဲ့သာလွှတ်လိုက်အဲ့လိုမျိုးပုံစံလေးနဲ့ပန်ဒိုဂျာကဂျိုရှာဘန်ကိုခနဲ့သွားတာလေးကိုကျွန်တော်တို့ကစကားစစ်ထိုးသွားတာလေးကိုတွေ့ရပါတယ်ခင်းကျင်းလေးတွေကတော့တကယ်ကိုစိတ်ဝင်စားတဲ့ကောင်းနေပြီလက်ရှိမှာဖိုင်တန်ရောင်းလုံးကလည်းတော်တော်လေးကိုလေ့ကျင့်ခန်းတွေလုပ်နေပါတယ်ဖန်ဆိုလည်း training တွေကိုတော်တော်ကြီးကိုအားဖြည့်နေတာမျိုးကျွန်တော်တို့ကတွေ့ရတယ်ပန်ဒိုဂျာကလည်းတောက်လျှောက်လေ့ကျင့်ခန်းတွေလုပ်နေတာမျိုးကျွန်တော်တို့ကတွေ့ရပါတယ်ခင်ဗျာ ပွဲကတော့မြိုင်ပါလိမ့်မယ်ပွဲလဲချမ်းပါလိမ့်မယ်အမှားလုံးပြီးတဲ့ဖိုင်တာကခံသွားနိုင်ပါတယ်အမှားကင်းကင်းနဲ့ထိုးတဲ့ဖိုင်တာကစားသွားပါလိမ့်မယ်အဓိကတော့ fan drop take down defense ပါ take down defense သေချာလုံးနိုင် fan drop ကအများကြီးမျောလင်းလို့ရပါတယ်ပန်ဒိုဂျာကတဖြည်းဖြည်းနဲ့နောက်ပိုင်းခြေမှာတက်လုံးကြလာတဲ့တဲ့အဲ့ဒီဟာကိုအခွင့်ကောင်းယူပြီး Joshua Van က stand fight မှာဆွဲခေါ်ကစားနိုင်မယ် take down defense ကောင်းမယ်ဆိုရင်တော့ champion ကဘာကြီးက Joshua Van နဲ့ဖြစ်လာနိုင်တယ်ဆိုတဲ့အကြောင်းလေးသတင်းကောင်းပတ်ထားခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ကျွန်တော်ပြောချင်တာကတော့ ။လာမယ့်တောက်ချန်နေ့ညမှာဆိုရင် 1championship က1 Friday 5 129ပြိုင်ပွဲကိုကျင်းပသွားတော့မယ်။အဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကိုယ်စားပြု fighter နှစ်ယောက်ပါဝင်ထိုးသတ်မယ်။အဲ့တော့ပြိတ္တာအလုံးနဲ့တီထားပေးသားပါဝမ်ချက်မင်းရှိကလည်း official ထားပြထားပြီးပြီအဲ့ဒီ fighter ညောက်ကတော့ကျွန်တော်တို့ချင်း fighter လေးအောက်ချင်းလေးကို Harlan အောင်နဲ့ကျွန်တော်တို့ UFC လက်ဝဲအကျော်မော fighter tournament ညီ tournament အောင်ကပါဝင်ထိုးသက်သွားမယ် ်ဟာလင်းအောင်ကတော့ဂျပန်ဖိုင်တာနဲ့ရင်ဆိုင်ထိုးသက်ရမယ်သူ့ရဲ့တွဲဖူးဆိုင်ကတော့ရှစ်ထွက်တွဲဆိုင်နေရာမှာပါဝင်လာမယ်ထွန်မင်းအောင်ကတော့ခိုင်းနေမယ်ကျော်ဖိုင်တာတန်တော်နဲ့ထိုးရမယ်သူ့ရဲ့ပွဲကတော့အဓိကခေါင်းပွဲ main event နေရာကနေထွန်မင်းအောင်ကရင်ဆိုင်ကစားရမှာဖြစ်ပါလေကွယ်မြန်မာကိုသားပြုဖိုင်တာတွေထဲမှာ1 Friday fight ပြန်ပွဲတွေမှာထိုးနေတဲ့မြန်မာကိုသားပြုဖိုင်တာတွေထဲမှာဒုတိယမြောက်အနေနဲ့ main event နေရာကနေရင်ဆိုင်ထိုးတက်ရတဲ့ပွဲကိုထွန်မင်းအောင်ကထိုးတက်ရမှာဖြစ်ပါလေခင်ဗျာ ထွန်မင်းအောင်ရဲ့ပွဲအကြောင်းလေးကိုတော့ဒီနေရာမှာနည်းနည်းလေးထပ်ပြောခြင်းနဲ့ထွန်မင်းအောင်ကထိုင်းရဲ့နာမည်ကျော် Fighter တန်လွန်နဲ့ထိုးရမယ်တန်လွန်ဆိုတာကဗျာတကယ်ကိုစွမ်းဆောင်ရအပြင်ကောင်းတဲ့ Fighter လို့ကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဝမ်ချမ်ပီယံရှစ်မှာတော့သူကသုံးပွဲထိုးရတယ်တပွဲနိုင်တပွဲရှုံးတပွဲ no contest ဖြစ်တာလေအဲ့ဒီပွဲကလည်းဝမ်ချမ်ပီယံရှစ်သူစသရောက်ချင်းပွဲမှာ no contest ဖြစ်သွားတာဒါပေမဲ့အဲ့ဒီပွဲထိုးတော့ကသူကရုရှားဖိုက်တယ်နဲ့ထိုးရတာဗျအဲ့ဒီပွဲမှာသူကရှုံးတယ်အလဲတော့နဲ့ရှုံးတာဗျဒါပေမဲ့ နောက်ပိုင်းမှာအဲ့ဒီရုရှားဖိုက်တာကိုဆင်းဆင်းကြည့်လိုက်တော့ရုရှားဖိုက်တာကတိုင်မစ်စီတုံးတာတယ်အဲ့ဒီကတွေ့တဲ့အတွက်ကြောင့်မလို့ဒီပွဲကို no contest နေနဲ့ promotion ကသတ်မှတ်လိုက်ပြီးတော့တန်တွန်ရဲ့ record တွေမှာဒီလိုဖြစ်နေတာတန်တွန်ကတပွဲတော့နိုင်ထားတယ်ဝိုင်းချက်မင်းရှင်မှာနောက်ဆုံးထိုးခဲ့တဲ့တပွဲမှာလည်းရုရှားဖိုက်တာကိုပဲထပ်ပြီးတော့အလဲထိုးနဲ့ရှုံးထားတယ်တန်တွန်ကမာကုံကတော့အရင်ကြီးမမြင်ဘူးလို့ကျွန်တော်ကတော့မြင်နေသူကစွမ်းဆောင်ရင်ကတော့ကောင်းတယ်ပြီးတော့ကျော်တော်ဝင်းရှိတဲ့ Feathers King က fighter တကယ်ကိုကောင်းပါတယ်အတွေ့အကြုံကလည်းတော်တော်လေးကိုရှိတဲ့ fighter လို့ပြောလို့ရတယ်။ Thomson အောင်အတွက်ကတော့ပထမဦးဆုံး1ငါးဆက်လိုက်တဲ့စာမေးပွဲလို့ကျွန်တော်ကလည်းမြင်တယ်။ဘာကြောင့်လဲဆိုတော့ဗျအရင် Thomson အောင်ထိုးခဲ့တဲ့ပွဲတွေမှာတော့က Thomson အောင်ရှုံးခဲ့ကြရရှိပေမဲ့ဒီလောက်ထိခက်ခဲတဲ့ပြိုင်ပွဲမျိုးတော့မဟုတ်ဘူးလို့ကျွန်တော်ကတော့မြင်တယ်။ဒီကြိမ်ထုံးမအောင်ရင်ဆိုင်ရမယ့် fighter ကတော့ထုံးမအောင်တွေတော်တော်လေးခတ်တယ်လို့ကျွန်တော်ကတော့ပထမဦးဆုံးနဲ့မြင်တယ်။ဘာကြောင့်လဲဆိုတော့ဗျတန်လို့ဆိုတာကလည်း time fight မှာတကယ်ကို champion ခပ်ပေါင်းများဆိုတော့တိမ့်ပိုက်ထားတဲ့ fighter ။ ဖရိုနီကာတို့နဲ့တူတူပဲဗျဝမ်ကိုရောက်လာတဲ့ပုံဖရိုနီကာတို့လိုပဲသူ့ကိုလည်း promotion ကစာချုပ်ကြီးနဲ့ပေးပြီးကန်းလိုက်တာဗျဖရိုနီကာကိုချုပ်တဲ့ပုံစံတိုင်းပဲဒါကြောင့်မလို့ဒီဖိုက်တာကိုကျွန်တော်တို့ကတခုစဉ်းစားမှလုံးဝရှော့တွက်လို့မရဘူးဒါပေမဲ့မာရှယ်ပွဲဖြစ်တဲ့ကြောင့်မလို့ဘာမှဆိုရဖြစ်သွားနိုင်တယ်ဘယ်လိုပြောရမလဲဒီပွဲမှာဗျအကယ်၍သာထွန်မင်းအောင်သာနိုင်သွားခင်ထွန်မင်းအောင်တက်ကတကယ်ကိုအခွင့်အလမ်းကောင်းနေရှိသွားပြီဗျ promotion ကနောက်ပိုင်းကျရင်10 on top level မြင့်တဲ့ fighter တွေနဲ့တည်ပြီးတော့မှာ အဲ့ဒီပွဲတွေကဒေါ်လာတစ်သိန်းနဲ့စားကြပွဲတွေဖြစ်နိုင်တယ်ဒါကြောင့်မို့ဒီပွဲကထုံးမင်းအောင်စာမေးပွဲစစ်တဲ့ပွဲလို့ကျွန်တော်ကပြောတာဒီပွဲမှာဆိုထုံးမင်းအောင်ကအကောင်းဆုံးပုံစံနဲ့ဒီစာမေးပွဲကိုအောင်ရင်နောက်ထပ်စစ်မဲ့စာမေးပွဲတွေကဒေါ်လာတစ်သိန်းနဲ့စားကြရဖို့အတွက်စစ်မဲ့စာမေးပွဲတွေဖြစ်သွားလိမ့်မယ်ဗျာဒါကြောင့်မလို့ဒီပွဲကလည်းတကယ်ကိုထုံးမင်းအောင်အတွက်အရေးကြီးတယ်လို့ကျွန်တော်ကတော့မြင်တယ်တန်နွန်ကလည်းရှော့တွက်လို့မရတဲ့ဖိုက်တာဒါကြောင့်မလို့ကျွန်တော်အားလုံးအတူတူအားပေးကြမယ် အထမင်းအောင်ရဲ့အသက်နဲ့သဘာပိုင်းအဖြစ်တော့တန်တော်လောက်တော့မရှိသေးဘူးအတွေ့အကြုံအဖြစ်တော့နှုသေးတယ်ဒါပေမဲ့ထမင်းအောင်ကလည်းကောင်းမွန်လို့နဲ့လက်သီးထိုးချက်တွေခြေကန်ချက်တွေရှိတယ်ဒါကြောင့်မလို့ဘလိုမျိုးတွေပြအောင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်။ဘာပဲဖြစ်ကျွန်တော်တို့ဖိုင်တာလေး၂ယောက်ကိုအဲ့ဒီပွဲမှာအားပေးကြမယ်။အဲ့ဒီပွဲကတော့လာမယ့်18ရက်နေ့မှာကျင်းပမယ့်1 Friday fight 129ပြိုင်ပွဲမှာပါဝင်လာမယ်။ချင်းဖိုင်တာလေးဟာလန်းအောင်ထိုးမယ်ပြီးတော့ကောင်ပွဲမှာကျွန်တော်တို့ရဲ့မြန်မာကောင်ဆောင်ဖိုင်တာလေး ထောင်းမအောင်ကပေါမရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါလေခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောပြချင်တာကတော့ဒါပါပဲဂျောရှွာဘန်နဲ့ပန်ဒိုဂျာလေးပွဲရဲ့သတင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာပါနောက်ထပ်သတင်းကတော့ထောင်းမအောင်နဲ့ဟာလင်းအောင်တို့ရဲ့ပွဲကြောင်းလေးကိုပါပြည်သက်တည်တည်အောင်ထပ်မံဝင်မြှပေးတာပါ ဟုတ်ကဲ့ပါခင်ဗျာနောက်ရက်ဒီမှာလည်းကျွန်တော်မှာ Share Academy Channel နေကုလို MMA နဲ့ပတ်သက်တဲ့ training တွေ One Championship UFC ဆက်ရှိတဲ့ training တွေနဲ့မြန်မာကိုယ်သားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ Marshall Local Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့ကျွန်တော်ကမေတ္တာအခံညီပါတယ်ပြည်သားလုံးထူးဝဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ